တရေပင်ပူပူလေးနဲ့နှစ်ချင်းတိအောင်ဒီလိုလေးပြုလုံလိုက်ပါ ပထမဆုံးမိမိမျိုးလိုချင်တဲ့တရေပင်ကခိုင်းရင်တခိုင်းကိုရွေးချယ်ပေးရပါမယ်ရွေးချယ်ထားတဲ့မျိုးခိုင်းကိုအကျယ်နှလင်းမကန်အရာလေးတွေဖြတ်အောင်အပေါ်အောင်လှိဖြတ်ပေးထားပါလှိဖြတ်ထားတဲ့နေရာကနေအပေါ်ရန်ခောက်ခုံကိုခွာပေးရပါမယ်အစိမ်းရောင်အမြင်လေးတွေပြောင်းစင်သွားစေဖို့အတွက်ဒါနဲ့ချက်ပေးလိုက်ပါအမြင်ပွားဖို့အတွက်ရှစ်ဆောင်လက်ပတ်ကို အသုံးပြုပါမယ် ရှစောင်းလက်ပတ်မှာတဘာဝအမြင့်ထွေဟော်မုန်းပါဝင်တဲ့အတွေ့အမြင့်ထွေနှုံးကိုပုံမှုမြန်ဆန်စေပါတယ်။ပလတ်စတစ်ဘူးကုန်တစ်ခုကိုယူပြီးအောက်ဖက်ပိုင်းမှာမျိုးကိုင်းရွယ်စားနဲ့ကိုက်ညီအောင်အပေါက်တစ်ပေါက်ဖောက်ပေးထားပါ။မျိုးကိုင်းမှာထဲစွန့်နိုင်စေဖို့အတွေ့ဘူးကုန်ပေးပေးတစ်ချမ်းကိုလည်းလှိဖြက်ပေးရပါမယ်။ပြီးရင်တော့အမြင့်ပွားမဲ့နေရာမှာစွပေးပြီးပြုတ်ကျမတော်စေဖို့အတွေ့တိတ်နဲ့ကထားပေးရပါမယ်။အမြင့်ပွားဖို့အတွက်အုံစာမုံကိုယူပြီးရေဝနေစေဖို့အတွက်နိုင်ဝက်ခန့်ရေစိမ်ပေးရပါမယ်။ ပြီးရင်တော့အမြက်ပွားမဲ့ဘူးကွန်တဲကိုအပြည့်ထည့်ထားပေးလိုက်ပါနေအောင်တရမတိတွေးဖို့နဲ့အဆိုတာထိမ့်သိမ့်နိုင်စေဖို့အတွက်ပလတ်စတစ်အမဲစားနဲ့ဘုံအုပ်ပစ်ထားရပါမယ်။တလားကျော်ကြားတဲ့အခါမှာတော့အမြင့်ပွားထားတဲ့နေရာမှာအမြင့်တွေများစွာထွက်နေပြီးပွားများလို့နေပါပြီ။ဒါဆိုရင်တော့အမြင့်ပွားတာအောင်မြင်တဲ့အတွက်အမြင့်အောက်ခြေကနေဖြတ်ယူပေးလိုက်ပါ။မြေချမဆိုင်သေးပဲအိုးတစ်ခုထဲမှာမြေဆွေးကောင်းကောင်းနဲ့တလားကျော်ကန်ပြူပစ်ထားရပါမယ်။ ဒါဆိုရင်တော့အပင်ပုပ်ပုလေးနဲ့နှစ်ချင်းတိလာမှာပဲဖြစ်ပါတယ်။